အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ဒီကနေ့ကျွန်တော်တို့ဂျွန်လ9ရက်နေ့ရဲ့နေ့လည်ခင်းသတင်းလေးကိုတင်ဆက်ပေးရမယ်ချင်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေ့လည်ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့နေ့လည်ခင်းမှာထူးထူးခြားခြားတွေ့မြင်ရမယ့်သတင်းတွေကပထမဆုံးသတင်းကတော့ဂျိုးပင်ကောက်မြို့နယ်တဲကကိုင်းရရှိရွာမှာဂိတ်ချပြီးငွေကောက်ခံနေတဲ့အကြမ်းမဆက်ရှုံးကောင်စီတပ်ဘက်ကတက်ကြွကြီးစိုးရသာပြစ်ခတ်ခံရပြီးတော့တေဆုံးသွားပြီလို့သိရပါတယ်အဲ့တော့တက်ကြွကြီးစိုးရသာလမ်းသေးမကုန်ဘဲနဲ့ သူဘရာသာစီကိုရောက်သွားတဲ့အဖြစ်ပါအဲ့တော့ဒီသတင်းပြည့်စုံကိုလည်းကျွန်တော်တို့ဒီကနေ့နေ့လည်ခင်းမှာနားဆင်ရမှာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့မနက်ခင်းသတင်းမှာတွေ့ရတဲ့ငါးတန်းကျောင်းသူလေးရေးသားခဲ့တဲ့တည်တန်းစာမနက်ခင်းသတင်းမှာကျွန်တော်တို့ဖတ်ပြခဲ့ပါဗါတယ်အဲ့တော့အဲ့ဒီငါးတန်းကျောင်းသူလေးကကျွန်တော်တို့ Granny Data Rigor အရှိချမ်းမှာရှိတဲ့ဒီပါလောင်းကြီးရွာကနာမည်ကတော့ဒီမရှဲမယ်လို့သိရတယ်သူ့ရဲ့သတင်းအပြည့်စုံကိုလည်းကျွန်တော်တို့နားဆင်ရမှာပါနောက်တစ်ခုကတော့ ပလဲနယ်မှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့သိရပါဗယ်ဘုံနဂါတို့ပလဲနယ်ပေါ့အဲ့ဒီပလဲနယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်စစ်ရှုံးကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူပေးပြီးတော့အင်အားတွေဖြစ်တင်းနေတယ်လို့သိရပါဗယ်စစ်ရှုံးကောင်စီကလေကြောင်းပစ်ကူပေးနေရပြီဆိုရင်တော့သိကြပါဗယ်ဒါကသူတို့အင်မတန်အထိနာနေလို့စခန်းနေပေးလိုက်ရလို့ဆိုတာကိုကျွန်တော်တို့သုံးသပ်ကြည့်လို့ရပါတယ်ဒီတိုက်ပွဲသတင်းကြောင်းရပြည့်စုံကိုလည်းနားဆင်ရမှာပါနောက်သတင်းကတော့မြမအရေးမှာတရုတ်အစိုးရကဝင်ရောက်ဆွတ်ဖက်နေမှု အမေရိကန်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိမှာကန့်ကွက်ဆန္ဒပြကြတယ်လို့သိရပါဗါတယ်အဲ့တော့ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လေခင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းကတော့ဘကုတိုင်းကျိုးပင်ကောင်းမြို့နယ်ကိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးတော့ငွေကောက်နေတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကတက်ကြွကြီးစိုးရသားကိုပစ်ခတ်တိုက်ခတ်ရမှာတည်ဆုံးခဲ့ကြောင်းတရင်383တက်ခွင်းကကျိုးပင်ကောင်းဟီရိုးပျောက်ကြားတက်ဖွဲ့တာဝန်ရှိသူတအူးကပြောဆိုပါတယ် အဲ့ဒီကနေ့ဂျွန်လာ9ရက်နေ့မနက်10:00နာရီလောက်မှာကိုင်းရရှိရွာမှာဂိတ်ချပြီးတော့အဲ့ဒီဂိတ်မှာထိုင်ပြီးငွေကောက်နေတဲ့အညမဆရှုံးကောင်စီတပ်ဘက်ကတက်ကြွကြီးစိုးရတာကိုဒီတရင်3801တက်ခွဲငါဂျိုးမင်ကောင်ဟီရိုပျောက် जा တက်ဖွဲ့တော်လိုင်းကြီးတက်ဖွဲ့ဝင်တွေကပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းမှာတက်ကြွကြီးစိုးရတာပွဲချင်းပြီးတင်ဆုံးခဲ့ပြီးသူထံကနေလက်ပြပုံတလုံးကြီး9000ဆိုင်ငယ်တစ်စီးဖုံးတလုံးငွေကျက်1000ကျွဲမှတ်ပုံတင်တဲ့စစ်မှုရဟောင်းကပ်ပြားကို ်သိသိရရှိခဲ့တယ်လို့သိရပါတယ်။သူကစစ်ခွေးတက်ကြကြီးပါကျွန်တော်တို့ဝင်ပြတဲ့အချိန်မှာတနက်ကြီး၃ချက်ထိမှန်ပြီးပွဲချင်းပြီးသေဆုံးတယ်။ကိုင်းရရှေရွာမှာဂိတ်ထိုင်ပြီးတော့ငွေကောက်ခံနေတဲ့အချိန်ဝင်ပြခဲ့တာပါဆိုပြီးဒီတရင်၃800တက်တခွင်းကဂျိုးမင်ကဟီရိုပြောက်ကြားတက်ဖွဲ့ဝင်တဦးကအချိန်နဲ့သိစိတ်ကိုပြောပြပါပါတယ်။အဲ့တော့တက်ကြကြီးဆိုးရစာဒုဗယာသာစီကိုအလင်းမြန်ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။နောက်တဲ့သတင်းကတော့ကျွန်တော်တို့မနက်ခင်းကတွေ့ရတဲ့ရင်နာသေးရာသတင်းတစ်ပုဒ်ပါ ငါရန်ကျောင်းသူလေးရဲ့နောက်ဆုံးကိုတက်ကိုအဆုံးစီရင်သွားတဲ့ဖြစ်ရပါတည်ရန်စာရေးသားခဲ့တဲ့ဖြစ်စဉ်တရင်မှာအဲ့တော့အသေးစိတ်ကိုကျွန်တော်တို့ပြောရအောင်ပါကရင်နီပြည်နယ်လွိုင်ကော်မြို့အရှိချမ်းပါလောင်ကြီးရွာမှာမရှဲမဲဆိုတဲ့ကလင်းငယ်တူငါရန်ကျောင်းသူတူကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်းကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံကနေသိရှိရပါတယ်ကျွန်တော်6ရက်နေ့မှာပါလောင်ကြီးရွာနာတဲရင်တလုံးမှာကျိုးဆွဲချပြီးတော့ အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာအဲ့တော့ကလေးကိုចောင်းတက်ဖို့လုံးဝအာမပေးပဲအိမ်အလုပ်ပဲခိုင်းနေတာပြောတယ်။ကလေးကိုအပြစ်ပဲပြောပြီးចောင်းထွက်ခိုင်းတယ်။ဖီအားအရန်ပေးတယ်ကြားတယ်။ကလေးကများလဲစိတ်ဖြည့်စည်းမှုအရန်ဖြစ်နေပုံရပါတယ်။အခုတော့အပြစ်ပြောလို့လဲမကောင်းတော့ဘူး။ဒီစီရေးစာဝတ်နေရေးအခက်အခဲကြောင့်ပဲပြောရတော့မှာပေါ့ဆိုပြီး IEC တွင်းရင်မှုနှစ်ဥပညာကအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရှင်းပြပါရခင်ဗျာ။ ဲ့တော့သူမတည်ဆုံးခင်ရေးခဲ့တဲ့စာမှာကြောင်းတက်ခြင်းပဲမိဘတွေကကြောင်းတက်ဖို့လိုအပ်တဲ့ပစ္စည်းတွေမဝယ်ပေးနိုင်ကြောင်းကြောင်းတက်ခြင်းကြောင်းပါဝင်ပါတယ်မရှိမဲ့အား၅တန်းအောင်ပြီးအခုနှစ်စာသင်နှစ်မှာတော့ဒီ6တန်းတက်ရမယ်ကလေးငယ်လေးဖြစ်ပါတယ်မြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုမြေမြုံမိုင်းလိုကြီးမားတဲ့အန္တရာယ်နဲ့အတူကျန်းမာရေးဆောင်ရှောက်မှုပညာရေးအရေးကြီးဝန်ဆောင်မှုတွေကြဲကြဲပြန့်ပြန့်ပြတ်ပွားလာတာနဲ့ကြာဆင်းလာတဲ့စီးပွားရေးခြေနေတွေကြောင့်ကလေးတွေရဲ့နေ့စဉ်ဘဝဟာပိုပြီးတော့ဆိုးရွားလာခဲ့ကြောင်းဒီ UNICEF က 2024ခုနှစ်ဒီဇင်ဘာမှာရေးသားဖော်ပြထားပါတယ်။ဒါပြင်ပြည်တွင်းစစ်ကြောင်းမြန်မာကလေးငယ်6တန်းလောက်ဟာပို့ပြီးတော့စိုးဝါလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုရင်ဆိုင်နေရပြီးပြည်တွင်းနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်သူ3.5တန်းတိပါရဲ့33ရာခိုင်နှုန်းကျော်ကလည်းကလေးတွေဖြစ်တယ်လို့ UNICEF ရဲ့အချက်အလက်တွေကကျွန်တော်တို့သိရှိရပါတယ်။ဒါနဲ့မကသေးပါဘူး။မနေ့ကဆိုလို့ရှိရင်လည်းအကြမ်းဖက်ဆက်ရှုံးကောင်စီတက်ကဖက်စစ်တက်က6နှစ်ရွယ်ကလေးမလေးကိုတရားခံစင်းမှာထည့်ပြီးတော့တနင်္ဂနွေလုံးသိအောင် မျက်နှာဓာတ်ပုံရိုက်ပြီးတော့ကျင်ညာခဲ့တဲ့ဖြစ်စဉ်မျိုးတွေနောက်ထပ်ကျွန်တော်တို့မကြသေးခင်ကမှဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မျိုးတွေအဲကျွန်တော်တို့ဒီအိုရင်တွင်ဖြစ်စဉ်မျိုးတွေအခုမနေ့မှလည်းကျွန်တော်တို့ရုပ်သံဖိုင်တွေတွေ့ရပါတယ်ဒါကဖားကန်ဘက်မှာ ဖြစ်တဲ့အဲကျွန်တော်တို့မနေ့ကသတင်းထဲမှာပါတဲ့ဘုံကျတဲ့အခါမှာဒီဘီလက်မီအဲစိုက်ပျိုးရေးဒီ အာဒူစီအသုံးပစ္စည်းတွေထားတဲ့အိမ်ကိုကြောက်ရောက်ပောက်ကွဲပြီးတော့မိသားစုလိုက်မိလောင်ကျွမ်းတာတွေအဲ့ဒီမှာခလင်းငယ်တွေလည်း၃လေးဥပါဝင်နေဆိုပြီးရုပ်တံဖိုင်တွေမကြည့်ရသေးရကောင်းတဲ့မိလောင်ပြကြပြီးတော့တကယ်ဟိုအသားတူးနေတဲ့မဲတူးနေတဲ့အဲ့လိုမျိုးဟိုအသားတွေပြည့်ရွက်ကြနေတဲ့ရုပ်တံဖိုင်တွေဒီမနေ့မှာတက်လာတာကိုလည်းကျွန်တော်တို့စိတ်မကောင်းစွာမြင်တွေ့ရပါတယ်အဲ့ဒီထက်မှလည်းခလင်းငယ်လေးတွေပါဝင်ပါတယ်ဒါကတော့ကျွန်တော်တို့လက်ရှိဆန္ဒသိမ့်မှုနောက်ပိုင်းမှာမြန်မာပြည်မှာရှိတဲ့ခလင်းငယ်တွေရဲ့စိုးစိုးဝါးဝါး ကြုံတွေ့နေရတဲ့ဒုက္ခဒုက္ခတွေတွေကကြီးကြီးမားမားဒုက္ခတွေဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့သတင်းတစ်ပုဒ်ကိုဆက်သွားအောင်ပါဒါကတော့မြန်မာအရေးမှာတရုတ်ကဝင်ရောက်ဆက်ဖက်နေမှုအမေရိကန်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံးရှိမှာကန့်ကွက်ဆန္ဒပြတဲ့သတင်းမှာမြန်မာအရေးမှာတရုတ်ဆိုရကဝင်ရောက်ဆက်ဖက်နေမှုပေါ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံးရှိမှာပြည်ပရောက်မြန်မာတွေကကန့်ကွက်ဆန္ဒပြကြတယ်လို့သိရပါတယ် တရုတ်ဆိုရကဆက်ရှုံးကောင်စီဘက်ကနေပေါ်ပေါ်ထင်ထင်ရက်တီပြီးတော့မြမရေးမှာဝင်ရောက်ဆက်ဖက်နေမှုတွေရက်တံပေးဖို့မြမရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဒီ NYCBC အဖွဲ့ကဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။အဲဒီကန်ကွက်ဆန္ဒပြပွဲမှာတရုတ်ဆိုရအနေနဲ့ဆက်ရှုံးကောင်စီရဲ့ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုမထောက်ခံဖို့မြမစစ်တပ်ကိုလက်နက်တွေမထောက်ပံ့ဖို့မြမပြည်သူတွေရဲ့အခက်အခဲတွေကိုထောက်ထားပေးဖို့တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။တရုတ်ဆိုရကမြမရေးမှာတိတိတသာသာဝင်ရောက်ဆက်ဖက်လာပြီးတော့ ဒိုင်းသာလန်နဲ့ကင်ဖွဲ့တွေကိုမြန်မာစစ်တပ်နဲ့တိုက်ပွဲမစဉ်လွှဲပဲငင်းငိုင်းစကားပြောဖို့စပွဲဝိုင်းမှာဆွေးနွေးဖို့ဆက်ရှုံးကောင်စီထံကနေဒိုင်းသာလန်နဲ့ကင်အဖွဲ့တွေကတိုက်ယူသိမ်းထားတဲ့နေမြေတွေကိုဆက်ရှုံးကောင်စီထံကိုပြန်လည်ပေးအပ်ဖို့ဖိအားပေးမှုတွေဇက်တိုက်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်တရုတ်ကတော့သိတဲ့အတိုင်းသူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေအင်တာဗျူးဖြေတိုင်းမှာတော့အဲ့ဒီချင်းတိုင်းပြည်နိုင်ငံတွေရဲ့နိုင်ငံတွေအပေါ်မှာဝင်ရောက်မဆွတ်ဖက်ရမှုကိုကျင့်သုံးတယ်ဆိုပြီးတွင်းတွင်းကြဲကြဲပြောလို့ရှိပါတယ်။ဒါပေမဲ့အခုနောက်ဆုံးသိရတဲ့ချက်လက်ရဆိုလို့ရှိရင် တရုတ်ဘက်ကနေပြီးတော့အကြမ်းဖက်ဆက်ရှုံးကောင်စီကိုဒီစစ်တပ်အတွက်တုံးဖို့လေရင်မှာထပ်ပြီးတော့ဒီရက်တွင်းမှာရောင်းချထားတယ်လေရင်မှာလေရင်တစည်းပါပို့ဆောင်ထားတယ်ဆိုတော့သိရပါတယ်အသေးစိတ်အကြောင်းအရာကိုတော့ကျွန်တော်တို့ဒီ CDM ဘုံမူတင်လျောင်း channel မှာအဲ့ဒီလေရင်တရုတ်ကဆက်ရှုံးကောင်စီကိုလေရင်အစ်တစည်းထပ်ပြီးတော့ပို့လိုက်တယ်ဆိုတဲ့အကြောင်းကိုစကားဝိုင်းပြောထားတာရှိပါတယ်အဲ့မှာသွားရောက်ပြီးတော့အသေးစိတ်အကြောင်းအရာတွေနားဆင်နိုင်ပါတယ်အဲ့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့သွားအောင်ပါ နောက်ထပ် သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးဒီ6လမ်းမိုင်းပေါ်မှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ရှုံးကောက်စီတက်ရဲ့နေပြည်တော်စစ်ရုံးချုပ်ကဗိုလ်ကြီးအဆင့်ရှိတဲ့သူ၂ယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ညောင်ဦးမြို့နယ်ပါကာဖကပြောပါတယ်။ညောင်ဦးမြို့နယ်ပါကာဖရဲ့ပြည်ညိုက်တံဝန်ခံကအခုလိုမျိုးရှင်းပြပါတယ်။သူတို့၂ယောက်ကိုဖမ်းမိတဲ့ရက်ကတော့ပြီးခဲ့တဲ့တစ်ပတ်လောက်ကပါ။တေချာစစ်စစ်စုံစမ်းမှုတွေလုပ်နေတာမို့လို့အခုမှပဲသတင်းထုတ်ပြန်ပေးရတာပါဗျဆိုပြီးပြောပါတယ်။ အဲ့တော့ညောင်မြွနဲ့ပကပကအရှင်ဖမ်းစီရမိခဲ့တူတွေဟာဗိုလ်ကြီးစွထွတ်ကျော်နဲ့ဗိုလ်ကြီးညီညီမျိုးစွေတို့ဖြစ်တယ်လို့သိရပါဗျ။ညောင်မြွနဲ့ပကပတောင်ခံကိုစည်းကတော့အဲ့ဒီစစ်ဘုံနှစ်ယောက်ကနေပြီးတော့စစ်ယုံချုပ်ကပါ။အင်းစည်းကမောင်းပြီးတော့အရွက်ဝစ်တွေနဲ့နေပြီးတော့ကနေ6 6ကနေညနေညောင်ဘက်ကိုလာတာမှာကျွန်တော်တို့ဘူးပေါင်းရဲဘော်တွေကလမ်းမိုင်းစစ်စင်ကြီးတွေဆောင်ရွက်နေချိန်မှာဖမ်းမိခဲ့တာပါဗျ။သူတို့မှလက်နက်တွေပါတော့ပါမလာပါဘူး။ပြည်သူပေါ်မှာရာဇဝတ်မှုကျူးလွန်ထားကြသူတွေအနေနဲ့ရာဇဝတ်ဘေးဆိုတာပြင်းမလို့ပါဘူးဗျ။ ်ညောင်မြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေတယ်ဆိုပြီးသူကပြောပြသွားတယ်။ဖန်တီးရမိတဲ့ဗိုလ်ကြီးနှစ်ဦးကိုလိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်ပြီးညောင်ခရိုင်ပကပစီကိုစစ်တုံးမှန်ဥပဒေနဲ့ညီလွှဲပြောင်းထိန်းသိမ်းထားကညောင်ခရိုင်ပကပကနေတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်ဆင့်စီကိုလွှဲပြောင်းပေးသွားမယ်လို့ဆိုပါတယ်။အဲ့တော့ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက်လမ်းမိုင်းလုံခြုံရေးတွေစစ်ဆေးပြီးအဲ့ဒီစစ်ရှုံးကောင်စီလက်အောက်ခံတွေဖမ်းဆီးမှုကိုတော့ညောင်မြို့နယ်ပကပအနောက်ချမ်းစုံနဲ့ပကံဘူချိုအဖွဲ့က တပ်ဖွဲ့ဝင်တွေပူးပေါင်းလှုံ့ဆော်ခဲ့တာလို့လည်းသိရပါတယ်။စစ်ကြောကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီး2ဦးအဖမ်းခံရတဲ့နယ်ပတ်သက်ပြီးအာဏာသိမ်းချဖက်စစ်ရှုံးကောင်စီဘက်ကတော့သတင်းတစုံတရာထုတ်ပြန်တာမျိုးကျွန်တော်တို့မတွေ့ရသေးပါဘူးခင်ဗျာ။နောက်ထပ်သတင်းကတော့ပလင်းနယ်ကတိုက်ပွဲသတင်းအကြောင်းရပါဒီသတင်းနဲ့ဆက်ချက်ပါတယ်။မုံရွာမြို့နောက်ဖက်ချံပလင်းနယ်မှာစစ်ရှုံးကောင်စီနဲ့ဒေါ်လာရင်တပ်ဖွဲ့ကြားတိုက်ပွဲတွေပြင်းထန်နေတာ9ရက်လောက်ကြာပြီဖြစ်ပြီးစစ်ရှုံးကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့အင်အားဖြည့်တင်းလျက်ရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေထံကနေသိရပါဗျ ကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရွာမှာဒီစစ်ရုံးပေါက်စီတက်ဆွဲထားတဲ့စကန်ကိုဒေါ်လာ1တဖက်ဝင်တွေကဂျွန်လ2ရက်နေ့ကနေစတင်ပြီးတော့တိုက်ခိုက်နေတာလို့သိရပါတယ်။အဲ့ဒီစကန်မှာကြာဆုံးမှုအတွက်စစ်ရုံးပေါက်စီဘက်ကဝိုင်းတွဲ Jet Fighter တိုက်ခိုက်ရေးနဲ့စစ်တပ်လေထီးတွေကိုအုံပြုပြီးတော့လေကြောင်းပစ်ကူပေးလျက်ရှိနေတယ်။အင်အားဖြည့်တင်းနေတယ်ဆိုပြီးဒေသခံတွေနဲ့ဒေါ်လာ1တဖက်ဝင်တွေကပြောပါတယ်။ကန်တော့ကိုဝင်သိမ်းတာဆရှုံးကောင်စီကနေပြီးတော့ကန်တော့ကြမှာဆိုတော့အင်မတီဘက်ကိုစစ်ကူပို့တာပေါ့နော် MI-17 နဲ့ နှစ်ရက်ပေါင်းခုနှစ်ခေါက်ရှိပြီပို့တာဒါကတော့ပလဲနယ်ပါအဖခေါင်းဆောင်တူကအချင်းဒီကိုပြောပြတာဖြစ်ပါတယ်အင်မတီကျေးဘဘက်မှာစစ်ကူပေးဖို့တက်လာတဲ့ဆက်ရှင်ကောက်တီတက်သားတွေကိုဒေါ်လာရေးတက်ဖို့ဝင်တွေကကြားပြတ်တိုက်ခိုက်မှုလည်းပြုလုပ်ထားတာကြောင့်အင်မတီကျေးဘအနီးမှာလည်းတိုက်ပွဲတွေပြင်းပြထန်ထန်ဖြစ်နေတယ်လို့သိရပါတယ်ဒါပြင်ဆက်ရှင်ကောက်တီကမနေ့ကဂျွန်လ6ရက်မှာပလဲမြို့နယ်ဒီမင်းတိုင်ပင်ကျေးဘမှာရှိတဲ့စာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းအနောက်ဘက်မှာနေထိုင်တဲ့အငင်းစားကျောင်းဆရာအတူ အဲဒီចောင်းစီရတူတည်ဆုံးသွားရတယ်လို့သိရပါတယ်ဆက်ရှုံးកောင်းစီက rocket နှလုံးနဲ့ပြစ်တာပေါ့နော်សាធិនចောင်းနောက်ဖက်မှာနေတဲ့အငင်းစားចောင်းစီရတူတည်ဆုံးသွားတယ်ဘုံစာမှန်ပြီးတော့ခေါင်းပြတ်သွားတယ်ဆိုပြီးဘလဲမြွနယ်ပါအဖခေါင်းဆောင်ကပြောပြပါတယ်ဒါပြင်ပြီးခဲ့တဲ့ဂျွန်လာ3ရက်ကလည်းဆက်ရှုံးកောင်းစီရဲ့လေចောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့လည်းဖော်ပြထားပါတယ်တော်ရဲမှာတစ်ပင်နေအောင်ပုံနေရတာလေရင်လာလဲတစ်ပင်အောင်မှာပုံနေရတာချက်စားဖို့ကတော့တော်တော်ခက်ခဲတယ်ဗျ ရေကလည်းရှားပါတယ်ဆိုတော့လीမနေ့ကဆိုမိုးရွာတယ်ဇေယျထဲပြေးတဲ့သူကပြေးတစ်ပင်အောင်နေတဲ့သူကနေဖို့ဆိုပြီးစစ်ဆောင်မျိုးသားတဦးကလည်းလက်ရှိမှာသူတို့ကြုံတွေ့ခံစားနေရတဲ့ဒုက္ခတွေအကြောင်းကိုရှင်းပြပါပါခင်ဗျာလက်ရှိမှာကျေးရွာပေါင်း၁၂ရွာထက်မနည်းတိုက်ပွဲတွေကြောင့်ထွက်ပြေးတိတ်ဆောင်နေရပြီးမိုးတဲတဲထန်ထန်ရွာသုံးနာကြောင့်မိုးကလိုမျိုးနေရာထိုင်ခင်းအကူအညီတွေလည်းလိုအပ်နေတယ်လို့စစ်ဆောင်တွေကပြောပါတယ်တိုက်ပွဲတွေကြောင့်ပလဲမြို့နယ်နဲ့မြိုင်မြို့နယ်ဆက်မှာရှိတဲ့မင်းတိုင်မင်းသားစီတောင်ရွာတစ်ပန်းတော်ပြင် မဲစရက်ညောင်ရန်ကုန်ကူးပင်အုံနောက်တရက်ကန်တလိုင်းကန်ထီအောင်စံပြအဲ့ဒီကျေးရွာတွေကဒေသခံတွေစပေးတင်းချောင်နေတယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့နေ့လည်ခင်းမှာတွေ့ရှိရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွမြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ် ကျွန်တော်ရဲ့ YouTube channel ကိုနေ့စဉ်နဲ့အမျှလာရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် comment တွေမှတ်ချက်တွေသုံးသက်ဝေဖန်အကြံပြုချက်တွေရေးသားပေးကြသူတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ထပ်ပြီးတော့ရေးသားကြဖို့ကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့သတင်းတွေကိုနေ့စဉ်နားဆင်စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခင်နေရခြင်းလေလေလေးတွေအတွက်မှာမိသားစုမျိုးများနေတဲ့ ဖတ်ပြီးကိန်းဆောင်လာမျိုးစောင်းတက်ပြီးဖတ်ပြီးလာမျိုးလူကြီးလူဝေးတို့ချင်းများမပြုလုပ်ကြဘူးတိုက်တယ်မျိုးဟောဟပ်ပါလေခင်ဗျာမေဝေးနေခြင်းမျိုးလူကမ်းတိုက်ဆက်နေရချေပြီးတော့မှာကိုယ်ကိုချင်းများကိုယ်ချင်းများတင်းလာတာမခံနိုင်ကြဘူးမိသားရခင်ဟပ်ပါလေခင်ဗျာကိုယ့်ဘူးလူကမ်းတိုက်ဆက်ဒီကောင်ကလည်းရေကြောင်တိုက်ဆက်ထားတဲ့လူရများကိုတော့မင်းလာချင်းကြည့်ရှုခြင်းများ စာရခန်တိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာဒါပေမဲ့ဒီကဒီဒီဒီများနေမဲ့မင်းတို့ရဲ့အိမ်ကြီးထဲမှာဘုန်းကြီးကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မဲ့ဒီထားကြလို့ရပါတယ်အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကြီးကြီးနဲ့ခေါင်းကြီးတွေပြုပေးထားကြတယ်အခုလိုပြုလို့ရပါတယ်ခင်ဗျာဒါကြောင့်လို့မင်းတို့ရဲ့အိမ်ကြီးထဲမှာလေကြောင်းရဲ့မှာကာဝေနိုင်အတွက်ဘုန်းကြီးကြီးနဲ့ခေါင်းကြီးများမဖြစ်မဲ့စတဲ့ပြုပေးထားကြဖို့တိုက်တွန်းလို့ဆိုအပ်ပါခင်ဗျာ Uhum. see say just what i do me choose a gentle me clarity on the truth i can't we be said me how it goes it tell you at me sana kun yi pe ma how i let me yeah you do it up be be that the sun yi yan do ana ju mya che mo mye khen ni nyan chin ja ne swae che ti ni

စိတ်သက်သာအထူးကြီးကြိုးစားပြတော်မီဖယ်ရပြီတော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရကြမီစာရာကူကြီးပေးမှထာဝရလက်တွေ့နီရဲ့ရည်သွေးတော်ပြီးပြီးတတိသက်သာကြီးရန်သူအားနာယူမြခြေမုံမြင့်ချင်မီမြန်ပညာနဲ့ဆွဲပြည့်စီမီ有几里，把那天。 ီသည်ဘာမတီဒီလိုအဝေးနဲ့အောင်စစ်သည်တိုက်ပွဲလေနိုင်ခိုင်နိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီအသက်ပေးချတဲ့ရဲ့တော်ပေါင်းတို့သည်အမိုင်းကျွေးပေးဆက်တည်ကြကတိပြုသစ္စာတည်ဒီလူဘောင်းဒီစံတာပြရမည် နိုင်ငံတော်ကိုသူစစ်ချနေ